မင်္ဂလာပါရှင် MBA တနေ့တာညမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တက်ဆက်သူမူအိမ်ကျဲပါ။စကိုင်းနိုင်ရှင်ပေါ်နယ်မှာဆိုးဆူတက်တွေကစကြောင်းထိုးပြီးကော့ရွာတယောတောရွာကစပေးရှောင်နေနေထိုင်ဖို့တောတောင်တွင်ဆောက်လုပ်ထားတဲ့စက်ရှောင်တဲ့အလုံး30ကျော်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံစီးရေးသတင်းမြစ်တွေက MBA ကိုပြောပါရစေ။ စောစုတက်တွေကရိခါပြက်လက်လာလို့မလဆယ်ကစပြီးရွှေဘုံနဲ့ကော့ကျွာကနေအင်အား20ခန်းနဲ့စစ်ကြောင်းထိုးပြီးတောတောက်တွေစပေးရှောင်းတွေဆောက်လုပ်ထားတဲ့တဲလုံး30ကျော်ကိုမီးရှို့ဖြက်စီကစစ်ရှောင်းတဲတွင်စိုက်ပျိုးဖို့တင်စီထားတဲ့ပယ်နှံစပားမျိုးစေ့တွေကိုဖောက်ထွင်းခိုးယူသွားတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံအမျိုးသမီးတူဦးကပြောပါရယ်စောစုကမလဆယ်ရဲ့ဒီကနေ့ထိ စစ်ကြောင်းတို့ကတဲရီကိုမီးရှို့နေရကြောင်းဒေသခံတွေထောင်ထဲချီဟာတောတောင်တွင်ထပ်မံထွက်ပြေးတိတ်ရှောင်နေရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ချေဘူမျိုးနယ်မှာတော့စိုးစုတက်တွေကအာနာသိန်းလေးနှစ်ကျော်တွင်ကြေရွာပေါင်း190ကျော်အနက်ရွာပေါင်း60ကျော်ကိုမီးရှို့ဖျက်ဆီးထားပြီးတော့အိုးမဲအိမ်မဲဖြစ်ရသူ2000ကျော်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ မကွေးတိုင်းပေါင်းမြို့နယ်ထောက်ရှာပင်ကျေးရွာကိုစောစုကစက်တက်လေဒီနဲ့ပုံကျက်တိုက်ခိုက်ခဲ့တဲ့အတွက်အသက်52နှစ်အရွယ်အမျိုးသမီးတူနေရမာတွေပွဲချင်းပြီးတည်ဆုံပြီးတော့အသက်72နှစ်အရွယ်ကလေးငယ်တူထိမှန်တရားရကစိုးရင်ရတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြကိုပြောပါရယ်။အဲ့ဒီကျေးရွာကိုစိတ်ပြူမြို့နယ်ကကွယ်ပစ္စည်းစဲယုံကပ္ပါစာ22ကတက်လာတဲ့စက်တက်လေဒီ20နဲ့မလ17ရက်မွန်ရွယ်ပိုင်းမှာပုံကျက်ချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အညာမြင့်အရက်ဖက်လူမှုအဖွဲ့အစည်းညိုင်းတာဝန်ရှိသူတို့ကပြောပါရယ်။ ဇော်စုစက်တက်လေဒီ20ဟာထောက်ရှာပင်ကျေးရွာကိုဘုံကျဲချတိုက်ခိုက်ပြီးစိတ်ပြူမျိုးနဲ့ကောက်ွယ်ပစ္စည်းစက်ယုံထဲကိုပြန်လည်ဆင်းသက်သွားပါတယ်။ဇော်စုဟာစိတ်ပြူကပါစာ22ကိုအဓိကအခြေပြုပြီးတော့မကွေးတိုင်းပခုတ်ကူပေါင်တဲ့စိတ်ပြူမျိုးနယ်တွေထဲကိုစက်တက်လေဒီအသုံးပြုတိုက်ခိုက်တာကိုဇန်နဝါရီလကုန်ပိုင်းမှာစတင်လှုပ်ဆောင်လာတာပါ။ မကွေးတိုင်းတွင်စိုးစုကစက်တက်လေဒီအပေါင်းဝင်လေးချောင်းအုံပြုဘုံကျဲချကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ထိခိုက်သေးဆုံးမှုတွေများပြားနေတာမို့ပြည်သူတွေအနေနဲ့အိမ်တိုင်းမှာဘုံကိုကျင်တူးထားဖို့လိုအပ်တယ်လို့မြန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမလ3ရက်မှာသတိပေးထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းရင်ဦးမြို့နယ်အနောက်ဘက်မှာရှိတဲ့အောက်ဒုက္ခကျေးရွာဘုံကြီးကျောင်းထဲကိုစောစုတက်တွေကမလ17ရက်မွန်လွဲ2နာရီခန့်မှာဘုံကျဲချလို့ဘုံတော်ကြီးကျောင်းအဆောင်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဒီလိုစောစုကဘုံကျဲတိုက်ခိုက်လို့အဆောင်တချို့ထိခိုက်ပျက်စီးခဲ့ပေမဲ့ဘုံတော်ကြီးအပါဝင်ဘုံကြီးကျောင်းအတွင်းနေထိုင်သူတွေကတော့တစုံတရာထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ဒေသခံတွေကပြောပါရယ်။ အခုလိုစိုးစုတက်တွေပုံကျဲတိုက်ခိုက်တာဟာတော်လိုင်းရေးတက်တွေနဲ့တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲပုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါရယ်စိုးစုကပုံကျဲတိုက်ခိုက်လို့အောင်သူခကြီးရွာအပြင်ပလူဇဝတောင်ပြင်ငယ်အောင်ရီတွင်းပေါ်စတဲ့ကြီးရွာတွေကဒေသခံထောင်ချီအားတောတောင်နဲ့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ် ရေဦးမြို့နယ်အောင်သူခကျေးရွာဟာဖေဖော်ဝါရီလ29ရက်မှာစိုးစုကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကြက်ကြတိုက်ခိုက်ခဲ့လို့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။လေကြောင်းနဲ့လက်နက်ကြီးပစ်ခဲ့တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုန်ခိုပါပုန်ခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ။တစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ။